မင်္ဂလာညချမ်းပါရှင်။လေမယုတ်တဲ့ညပိုင်းသတင်းဓာတ်ရိုက်ထုတ်လွှင့်မှုကိုပြန်လည်ပြီးတော့စတင်ပေးပါရမရှင်။ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကစကိုင်းတောင်ရိုးရှိရွှေဟင်းသာတိုက်သည့်ဖုံးတော်ကြီးကျောင်းတွင်ငလင်တန်းကျောင်းဖုံးကြီးကျောင်းဆောင်ပေါင်း30ကျော်ပြိုကျပျက်စီးခဲ့ပြီးတန်ကားတစ်ပါးကိုရင်၅ပါးနှင့်လူပုတ်ကို12ဦးစုစုပေါင်းတေဆုံးသူ18ဦးရှိဆိုတဲ့သတင်း နိုင်ငံတကာမှပေးပို့လာတဲ့ကူညီထောက်ပံ့ရေးပစ္စည်းများလိုအပ်နေသူများထံအမြန်ဆုံးဖြန့်ဝေပေးရန်နာဆာကဥက္ကဋ္ဌပြောကြားဆိုတဲ့သတင်းအမေရိကန်နိုင်ငံကမြန်မာနိုင်ငံငလျင်ဘေးအတွက်ဒေါ်လာ9တန်းထပ်မံပံ့ပိုးကူညီမည်ဆိုတဲ့သတင်းမလေးရှားနိုင်ငံသားရေးဝင်ကြီးနှင့်ထိုင်းနိုင်ငံသားရေးဝင်ကြီးမြန်မာနိုင်ငံသို့လာရောက်ပြီးငလျင်တန်သည့်ဒေသများ၌လိုအပ်ချက်များဆက်လက်ပံ့ပိုးကူညီပေးမည်ကိစ္စရပ်များဆွေးနွေးဆိုတဲ့သတင်း ပြောကြခဲ့သည့် Sky Filler ကွန်တိုမှခလေးအလောင်းတစ်လောင်းအပါဝင်လေးလောင်းထပ်မံတွေ့ရှိပြီးအလောင်းများဇက်တိုက်တွေ့ရှိဆိုတဲ့သတင်းစတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ဥစ္စာသတင်းတွေနဲ့စကိုင်းတောင်ရိုးရှိရွှေရင်သာတိုက်တဲ့ဖုံးတော်ကြီးကျောင်းတွေငလင်တန်ကျောင်းဖုံးကြီးကျောင်းဆောင်ပေါင်း30ကျော်ပြိုကျပျက်စီးခဲ့ပြီးတန်ကတပါးကိုရင်၅ပါးနဲ့လူပုဂ္ဂိုလ်12ဦးစုစုပေါင်းတေဆုံးသူ18ဦးရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတောင်ရိုးမှာရှိတဲ့ရွှေရင်သာတိုက်တဲ့ဖုံးတော်ကြီးเจ้าမှာငလင်တန်ကြောင်းဖုံးကြီးเจ้าဆောင်ပေါင်း30ကျော်ပြိုကျပျက်စီးခဲ့ပြီးတန်ကာတပါကိုရင်၅ပါးနဲ့လူပုတ်ကို12ဦးစုစုပေါင်းတေဆုံးသူ18ဦးရှိခဲ့တယ်လို့သိရပါတယ်တိုက်တဲ့ရွှေရင်သာတိုက်တဲ့1298ခုကစတင်တည်ထောင်ခဲ့တာလက်ရှိမှာเจ้าပေါင်း40ကျော်ရှိတဲ့အထက်က တထကျောင်းနှစ်ကျောင်းနဲ့နထကျောင်းနှစ်ကျောင်းလေးကျောင်းပဲကျန်တယ်။ကျန်တဲ့ကျောင်းပေါင်း30ကျော်ပျက်စီးတယ်။လုံးဝပုံကျသွားတဲ့ကျောင်းက9ကျောင်းတချမ်းပဲပြိုကျပျက်စီးတာကတော့20ကျော်အလုံးပျက်စီးတယ်။အဲ့ဒီငလင်ဘေးကျောင်းရဟန်းတစ်ပါးကိုင်းငယ်5ပါးပြန်တော်မူတယ်။လူပုဂ္ဂိုလ်အနေနဲ့7ရက်အလုံး18ရက်တည်တည်ပျက်စီးတယ်။ဒီကနေ့ 9ရက်4လဒီနေ့မနေ့ပါပဲရှေးုံတင်ထားတဲ့အထဲကမြို့သမီးတယောက်ထပ်ပြီးတော့ဆုံးတယ်။အဲ့တော့အာလောကုပေါင်းဆုံးတဲ့ပုဂ္ဂိုလ်က16ယောက်ဖြစ်သွားတယ်။လက်ရှိမှာပြိုကျပြင်ဆင်ခဲ့တဲ့ចောင်းဆောင်တွေကိုရှင်းလင်းဆောင်ရွက်မှုတွေပြုလုပ်လျက်ရှိပြီးတထက်ចောင်းဆောင်တွေပြန်လည်ဆောင်လုပ်ဖို့ရာထားကြောင်းဆရာတော်ကဆက်လက်မိန့်ပါတယ်။ လက်တလုံးမှာတန်ဃာရီနေထိုင်သတင်းသုံးဖို့နေရာခက်ခဲမရှိပေမဲ့လေမိုးကြလာပါကအခက်ခဲရှိနိုင်တယ်လို့ဇေယျရောကမိန်ပါတယ်။နေထိုင်ရေးအတွက်ကတော့လေးဆောင်ကြံခဲ့တဲ့အတွက်ကြောင့်ဒီလက်ရှိတန်ဃာနဲ့တော့ခက်ခဲတယ်လို့မပြောနိုင်ဘူး။ခုတကယ်ခက်ခဲတာကရင်းနေမိ။ရင်းနေမိ။ရင်းလည်းမရဘူးမိလည်းမရဘူး။အဲ့တော့ရင်တွဲရှိတယ်ရင်ငန်တွဲ။သုံးရင်အတွက်သုံးပြလို့ရတယ်။ ဆိုတော့ဆက်အားနဲ့ရည်တင်မှုတော့စီလို့တယ်စီအားလို့တယ်ဟုတ်ပြီလားအဲ့တော့အင်းသားတွေရှိတယ်အင်းသားတွေကိုရည်ပေးနိုင်မှုအတွက်ခုကတော့ကိုထုကိုတာပုံနဲ့ဆွဲပြီးတော့ခတ်ထည့်နေရတယ်အဲ့ဒီအတွက်လည်းပဲရည်စဲနဲ့ရည်ပိုက်ဒူရတာပေါ့လောလောဆယ်ဆရာတော့စာရေးတောက်တွေအတွက်ကတော့အခက်အခဲပါတကူမှမရှိပါဘူးနော်အဲ့ဒီခုနကနေရင်းနဲ့မိုးကြလာလို့ရှိရင်တို့တို့တွေ ကိုအဆောင်ပေါ်မှာကိုနေလို့ရပြီမယ်လို့အခုတော့ဆယ်တော့ဘူးမဆောင်တဲ့ဟိုမဝင်ရဲငလင်ကအများကြီးလှုပ်နေဆောင်ပြမှာကြောက်နေကြတဲ့ပုံကိုယ်လေးကြီးပဲအဲ့တော့ယာယီရှင်သေးလေးတွေအပန်း20တာလောက်ယာယီရှင်သေးလေးတွေရရတော့ကောင်းတယ်ဟုတ်ပါအဲ့ဒါပါအခုလိုထိခိုက်ပျက်စီးမှုတွေဖြစ်ပွားခဲ့တဲ့ရွှေဟင်းသာတိုက်တဲ့အတွင်းမှာစစ်ပေးဆောင်မိသားစုအများပြားလဲလာရောက်ရောက်ရှိခုံလုံးလျက်ရှိတယ်လို့သိရပါဗျ။ ဆက်လက်ပြီးနိုင်ငံတကာမှပေးပို့လာသည့်ကုန်ကြီးထောက်ပံ့ရေးပစ္စည်းများလိုအပ်နေသူများထံအ мян ဆုံးဖြန့်ဝေပေးရန်နာဆာကဥက္ကဋ္ဌပြောကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နိုင်ငံတကာကပေးပို့လာတဲ့ကုန်ကြီးထောက်ပံ့ရေးပစ္စည်းတွေကိုလိုအပ်နေသူတွေထံအ мян ဆုံးဖြန့်ဝေပေးဖို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကပြောပါတယ်အဆောင်ဦးတွေဆောက်လို့ရမှာတတ်တတ်ရရနဲ့ခိုင်ခိုင်ခန့်ခန့်ဆောင်ရွက်သွားဖို့လိုကြောင်း ဖះเจ้าကံတွေကိုလည်းစနေတကြနဲ့ဆောင်ရွက်ဖို့လိုပြီးဖုံးတော်ကြီးเจ้าတွေနဲ့ပလီတွေကိုလည်းအရင်ခွင့်ပြုထားတဲ့အတိုင်းတည်ဆောက်ခွင့်ပြုဖို့လိုကြောင်းအလားတူခရိယံเจ้าတွေပြည့်စုံမှုရှိပါကလည်းဘာသာရေးနဲ့ပတ်သက်တဲ့အစအဦးတွေကိုစနေတကြနဲ့ဆောင်ရွက်ပေးဖို့လိုကြောင်း၎င်းကပြောပါရယ်စာတင်เจ้าတွေနဲ့ပတ်သက်ပြီးမူလရန်เจ้าတွေကိုចောင်းဖွင့်ရသည့်အမည်အမျက်ဆုံးပြန်လည်ပြင်ဆင်ပြီးဖွင့်လှစ်နိုင်ဖို့ဆောင်ရွက်နိုင်ဖို့လိုကြောင်းပြင်ဆင်ဖို့မမီပါကယာယီចောင်းဆောင်တွေဆောက်လုပ်ပေးဖို့လိုကြောင်း အ धिक အားဖြင့်ចောင်းသားចောင်းသူတွေចောင်းတက်ရောက်နိုင်ရေးជូតិញပြင်ဆင်ထားရှိသွားဖို့လိုကြောင်းခွင့်ပြုချက်မရရှိပဲပုဂ္ဂလိကចောင်းတွေဖွင့်လင်းမှုမရှိစေရဲ့အတွက်လည်းတာဝန်ရှိသူတွေကစနစ်တကျစီစစ်ဆောင်ရွက်နေဖို့လိုကြောင်း၎င်းကပြောပါရယ်။ဒါ့အပြင်အချက်လက်တွေကောက်ယူရေးနဲ့ပတ်သက်ပြီးမှန်ကန်မှုရှိစေရေးစနစ်တကျနဲ့ဆောင်ရွက်ဖို့လိုကြောင်းနိုင်ငံပိုင်စက်ယုံတွေနဲ့ပုဂ္ဂလိကပိုင်စက်ယုံတွေအမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေးနဲ့ MSME လုပ်ငန်းတွေအမြန်ပြန်လည်လည်ပတ်နိုင်ရေးဆောင်ရွက်ပေးဖို့လိုကြောင်း လန်ဒရားတွေပြန်လည်ပြင်ဆင်မှုတွေဆောင်ရွက်ရမှာလဲအင်ဂျင်နီယာပညာရင်းနဲ့အညီသတ်မှတ်ချက်တွေနဲ့ကိုက်ညီအောင်ပြင်ဆင်ဆောင်ရွက်ဖို့လိုကြောင်း၎င်းကပြောပါရယ်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့ဝန်ထမ်းအင်အားတွေနဲ့ပတ်သက်ပြီးအစ်စ်ပြန်လည်တိစောက်ပေးသွားမှာဖြစ်ကြောင်းအဲ့လိုပြန်လည်တိစောက်ရမှာလဲသတ်မှတ်ချက်တွေနဲ့အညီခိုင်ခန့်အောင်ဆောင်ရွက်သွားဖို့လိုကြောင်းအစအဦးတွေတိစောက်ရမှာပေါ်ပေါ်တန်တန်ဆောင်ရွက်ခဲ့မှုတွေကြောင့်မလိုလားအပ်တဲ့လူအသက်ဆုံးရှုံးမှုများစွာပြီးဆက်ခဲ့ရတာဖြစ်ကြောင်းဆောင်ရွက်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ရမှာကို့အကျိုးမြတ်တစ်ခုရဲကိုအတိတ်ကမကြည့်ပဲ သတ်မှတ်ချက်တွေနဲ့ကိုက်ညီအောင်ဆောင်ရွက်ကြဖို့လိုကြောင်းမိမိတို့အနေနဲ့နောက်တည်ဆောင်မဲ့လုပ်ငန်းတွေမှာ SOP တွေရေးဆွဲထုတ်ပြန်ပြီးစနစ်တကျဆောင်ရွက်သွားရမှာဖြစ်ကြောင်းစောက်လုပ်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာနောက်တစ်ချိန်မှာကြီးမားတဲ့ဆုံးရှုံးမှုမဖြစ်စေရေးတာဝန်ရှိသူတွေကစက်မှတ်ဆောင်ရွက်သွားကြဖို့အလေးထားမှာကြားလိုကြောင်း၎င်းကပြောပါရယ် ပြင်းထန်ငလင်လှုပ်ခတ်ခဲ့မှုကြောင့်ဧပြီ9ရက်မနက်ပိုင်းအချိန်ထိတိတ်ဆုံးသူ3455ဦးထိခိုက်ဒဏ်ရာရရှိသူ4840ပျောက်ဆုံးနေသူ214ဦးစုစုပေါင်း1600ကျော်ခန့်ထိခိုက်ဒေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်းအသေးစိတ်အစီရင်မရရှိသေးပေမဲ့အစာအုပ်စုစုပေါင်း9223လုံး စာသင်ကျောင်းပေါင်း1824ကျောင်းဖုံးတော်ကြီးကျောင်းနဲ့သီလရှင်စာသင်တိုင်း2952ကျောင်းထိခိုက်ပျက်စီးဆုံးရှုံးတာဖျားစီတွေပေါင်း4818ခုထိခိုက်ပျက်စီးဆုံးရှုံးတာဆေးရုံစည်းကမ်း168ခုပျက်စီးတာရန်ကုန်နေပြည်တော်မန္တလေးသွားရထားလမ်းနဲ့ကားလမ်းတွေပျက်စီးတာနဲ့တချို့ဘူရာတွေမှာပျက်စီးမှုတွေဖြစ်ပေါ်တာတရား169ဆင်းပျက်စီးတာဆေးမြောင်းတမန်198ခုထိခိုက်ပျက်စီးမှုဖြစ်ပေါ်တာ အမြန်လမ်းမကြီးတလျှောက်အပိုင်း184ကိုထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပြီးပျက်စီးဆုံးရှုံးမှုများပြားကြောင်း၎င်းကပြောပါရယ်ဆက်သွယ်ရေးလမ်းကြောင်းနှင့်အားလုံးအမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးဆောင်ရွက်သွားဖို့လိုကြောင်းပြည်ပအကူအညီတွေနဲ့ပတ်သက်ပြီးဖေးတန်တဲ့ဒေသတွေမှာအမေရိကန်အကူအညီတွေပေးဖို့လိုတဲ့အဖွဲ့အစည်းတွေရှိတယ်လို့ငလင်ဘေးဒဏ်ကိုအကြောင်းပြပြီးအပြူသဘောမဆောင်တဲ့ဝင်ရောက်လာမှုတွေလည်းရှိနေတာကြောင့်စနစ်တကျအစစ်စစ်ပြီးလက်ခံသွားဖို့လိုအပ်မှာဖြစ်ကြောင်း နိုင်ငံတကာကပေးပို့လာတဲ့ကုညီထောက်ပံ့ရေးပစ္စည်းတွေကိုလိုအပ်နေသူတွေထံအမြန်ဆုံးဖြန့်ဝေပေးသွားဖို့လိုအပ်မှာဖြစ်ကြောင်းကယ်ဆယ်ရေးပစ္စည်းတွေပေးရရမှာလေငလီဘေးဒဏ်အသင့်ခံရသူတွေအားလုံးရာသင့်ရထိုက်သူတွေအားလုံးရရှိစေရေးစနေတကျဆင်းရဲပြုစုဆောင်ရွက်သွားဖို့လိုကြောင်းစင်ရင်တွင်မထက်စေဖို့နဲ့တန်နေကြရသူတွေမရှိစေရမြမြတတဖြစ်စေရတောင်ဝင်ရှိသူတွေအားလုံးကကြကြမတ်မတ်ဆောင်ရွက်သွားဖို့လိုကြောင်းငလင်းတော်မဝဘေးကြောင့်ထိခိုက်ဒဏ်ရာရရှိမှုတွေမှာ ခြေလန်းအင်ကဆုံးရှုံးခဲ့ရသူတွေကိုစနေတကြအမှတ်တမ်းပြုစုထားဖို့လိုကြောင်းလည်း၎င်းကပြောပါရယ်အစည်းအဝေးမစတင်ပြီးမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားလုံးပြင်းထန်တဲ့မြင်ကလေးကြောင့်အသက်ဆုံးရှုံးခဲ့ရမှုတွေနဲ့ပျက်စီးဆုံးရှုံးခဲ့ရမှုတွေအတွက်ဝန်ထမ်းချင်းအထိမ်းအမှတ်တမနစ်ငြိမ်သက်ပြီးအုံညွတ်ကာရပြုခဲ့ကြတယ်လို့လည်းသိရပါရယ်အမေရိကန်နိုင်ငံကမြန်မာနိုင်ငံငလေးဘေးအတွက်ဒေါ်လာ9တန်းထပ်မံပံ့ပိုးကူညီမည်ဆိုတဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။ အမေရိကန်နိုင်ငံကမြန်မာနိုင်ငံငလေးပေးအတွက်ဒေါ်လာခဏတန်းထပ်မံကူညီမယ်လို့ဧပြီလ9ရက်မှာမြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံကထုတ်ပြန်ပါတယ်။အမေရိကန်တန်ယုံရဲ့ထုတ်ပြန်ချက်အရမိမိတို့ရဲ့ဘေးရန်တွေရဲ့ကျန်းကျင်ပညာရှင်တွေကနဦးအကဲဖြတ်စမ်းစစ်ချက်တွေအရမြန်မာနိုင်ငံအတွင်းကငလေးဘေးတန်တဲ့အတိုင်းအဝန်တွေကိုပံ့ပိုးကူညီဖို့အမေရိကန်ပြည်တော်စုကအမေရိကန်ဒေါ်လာ9တန်းခန့်ကိုထပ်တိုးရန်မုံငွေအဖြစ်အပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။ မလ31ရက်ကမြန်မာနိုင်ငံကိုအမေရိကန်နိုင်ငံကကုညီမှုပေးဖို့ကြေညာခဲ့တဲ့အမေရိကန်ဒေါ်လာ2သန်းနဲ့အခုထံလောင်းပေးရမယ့်အထောက်ပံ့တွေကနေတဆင့်ငလင်ဘေးတန်တဲ့အတိုင်ဝန်းတွေအတွက်အရေးပေါ်နာခိုရာစားနေရိတ်ခါစေဝါပစ္စည်းတွေနဲ့တောက်သုံးရည်တို့ကိုပေးရမယ်လို့သိရပါတယ်။အဲ့လိုပဲမြန်မာနိုင်ငံငလင်ဘေးတန်တုံ့ပြန်ဆောင်ရွက်မှုအပေါ် Quad ၄ဘွင်းဆိုင်မိတ်ဖက်တွေဖြစ်တဲ့အမေရိကန်၊ဂျပန်၊အိန္ဒိယ၊ဩစတြေးလျတို့ပူရဲကြေညာချက်မှာမလ28ရက်က မြန်မာနိုင်ငံအလဲပိုင်းမှာမြင်းကလေးလှုပ်ခတ်ခဲ့တဲ့နောက်ဆက်တွဲအဖြစ်မြန်မာပြည်သူတွေနဲ့ထိုင်းပြည်သူတွေကိုမိမိတို့များစွာစာနာစိတ်မကောင်းဖြစ်ရပြီးထတ်တူဝန်းနေရကြောင်းဖော်ပြထားပါတယ်။ဒါ့ပြင်လေးပွင့်ဆိုင်မိဖက်တွေဖြစ်တဲ့မိမိတို့ဟာစုစုပေါင်းခံမှန်းချေအမေရိကန်ဒေါ်လာတန်း20ကျော်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးရသွားဖို့ကတိကဝတ်ပြုထားကြပြီးဖြစ်ကြောင်းနဲ့ငွေကြေးထောက်ပံ့မှုအစီအစဉ်တွေနဲ့အပြန်လည်ပိုးရဲကြိုးပမ်းအားထုတ်မှုတွေကနေတဆင့်မိမိတို့ဟာကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းတွေပေးရတာ အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့အဖွဲ့တွေဖွဲ့စည်းဆေလွတ်တာနဲ့မြန်မာနိုင်ငံအတွင်းငလီဘေးဒဏ်သင့်သူတွေကိုစောက်ရှောက်မှုပေးရနေကြတဲ့လူသားချင်းစာနာမှုဆိုင်ရာအကွင့်ကြီးပေးရင်မိဖက်အဖွဲ့အစည်းတွေကိုပံ့ပိုးကူညီတာတွေပြုလုပ်လျက်ရှိကြောင်းကွအဖွဲ့ကပိုရဲကြေညာထားပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ပြင်းထန်မြင်ကလင်ကြောင့်ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တဲ့ငလင်တန်တဲ့ပြည်သူတွေအတွက်အမေရိကန်ပြည်ထောင်စု Samaritans Park International Release အဖွဲ့ကလှူဒါန်းတဲ့ကုညီကယ်ဆယ်ရေးပစ္စည်းတွေဖြစ်တဲ့ဆေးဝါးနဲ့ခွဲစိတ်ခန်းတိစောက်ဖို့ဆက်ဆက်ပစ္စည်းတွေပါဝင်တဲ့ 22634ကီလိုဂရမ်နဲ့ခွဲစိတ်ဆေးရောင်ဝင်တွေအထွေထွေယောဂကုဆေးရောင်ဝင်တွေသူနာပြုတွေကျန်းကျင်ပညာရှင်စုစုပေါင်း25ဦးကိုတည်ဆောင်ပြီး Summary Transport အဖွဲ့ပိုင်းလင်းရင်နဲ့ April 9ရက်ကရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်ကိုရောက်ရှိလာတယ်လို့သိရပါတယ်မလေးရှားနိုင်ငံသားယင်ဝင်ကြီးနှင့်ထိုင်းနိုင်ငံသားယင်ဝင်ကြီးမြန်မာနိုင်ငံတို့လာရောက်ပြီးငလင်တန်တဲ့ဒေသများ၌လိုအပ်ချက်များဆက်လက်ပံ့ပိုးကူညီပေးမည်ကိစ္စရပ်များဆွေးနွေးဆွေးနွေးတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ မလေးရှားနိုင်ငံသား၏ဝင်ကြီးနဲ့ထိုင်းနိုင်ငံသား၏ဝင်ကြီးမြန်မာနိုင်ငံကိုလာရောက်ပြီးငလျင်တန်သည့်ဒေသတွေမှာလိုအပ်ချက်တွေဆက်လက်ပံ့ပိုးကူညီပေးမယ့်ကိစ္စရပ်တွေဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံလေပိုင်းကိုဗဟိုပြူပြီးလှုပ်ခတ်ခဲ့တဲ့ပြင်အား9.8 Richter scale ရှိတဲ့အင်အားလွန်ပြင်းထန်တဲ့ငလင်ဘေးတံထိခိုက်ခံစားခဲ့ရတဲ့မြန်မာပြည်သူတွေနဲ့အတူတကွရည်တည်ချောင်းပြသတဲ့အနေနဲ့2025ခုနှစ်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံသားကြီးဝင်ကြီးဒါတိုမိုဟာမက်ဟာဆန်နဲ့ထိုင်းနိုင်ငံသားကြီးဝင်ကြီးမာရစ်ဆန်ဂီရန်ဖုန်တို့ဟာနေပြည်တော်ကဧပြီလ9ရက်ကပူရဲခီးစဉ်လာရောက်ခဲ့ကြောင်းမြန်မာနိုင်ငံသားကြီးဝင်ကြီးဌာနကထုတ်ပြန်ပါတယ်။ အစောပိုင်းခီးစဉ်အတွင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှပိုရဲအစည်းအဝေးတရက်ပြုလုပ်ခဲ့ပြီးအစည်းအဝေးမှာဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးဌာနပြည်သူ့ဝန်ကြီးဦးတန်းဆွေကအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့လာရောက်ပြီးမြန်မာပြည်သူတွေကိုထောက်ထားဆန္ဒမှုနဲ့အာဆီယံရဲ့စည်းလုံးညီညွတ်မှုကိုပြသခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိကြောင်း ငလင်းတန်းခန်းစားခဲ့ရတဲ့ဒေသတွေမှာရှောက်ဖွေကေစင်ရေးအဖွဲ့တွေနဲ့အကူအညီတွေကိုအချိန်နဲ့တပြေးညီပေးဖို့ဆေလွတ်ခဲ့တဲ့အာဆီယံနိုင်ငံတွေရဲ့လူသားချင်းစာနာမှုဆောင်ရွက်ချက်တွေကိုအထူးလေးစားမိကြောင်းအရေးပေါ်ရှောက်ဖွေကေစင်ရေးကာလလွန်ပြီးတဲ့နောက်ပိုင်းမှာထိခိုက်ခန်းစားရတဲ့ဒေသတွေအတွက်ပြန်လည်ထူထောင်ရေးဆန်ရလိုအပ်ချက်တွေဖြစ်တဲ့ရွေလျားဆင်းရုံတွေနဲ့ကျန်းမာရေးအထောက်ပံ့ပစ္စည်းတွေရေထောက်ပံ့မှုစနစ်တွေနဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုဆက်လက်ကူညီပံ့ပိုးပေးဖို့အတွက်မြစ်တာရက်ခံခဲ့တယ်လို့သိရပါဗျ။ မလေးရှားနဲ့ထိုင်းနိုင်ငံကြားဝင်ကြီးတို့ကအာဆီယံမိသားစုအနေနဲ့မြန်မာနိုင်ငံရဲ့ပြည်သူတွေနဲ့အတူစေလုံးညီညွတ်စွာရည်တည်လျက်ရှိကြောင်းငလင်တန်တဲ့ဒေသတွေမှာလိုအပ်ချက်တွေကိုဆက်လက်ပံ့ပိုးကူညီပေးမှာဖြစ်ကြောင်း အာဆီယံဘေးအနေနဲ့ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုအကူအညီညှိနှိုင်းရေးဗဟိုဌာနအေရှေစင်တာရဲ့ပံ့ပိုးမှုနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုထိရောက်စွာညှိနှိုင်းဆောင်ရွက်တာနဲ့ပြည်သူတွေအတွက်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကိုဦးစားပေးဆောင်ရွက်နိုင်ရေးတွေအပေါ်ဆွေးနွေးခဲ့တယ်လို့သိရပါဗျ။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ ပြိုကျခဲ့သည့် Sky Villa ကိုတို့မှခလေးအလောင်းတစ်လောင်းအပါဝင်လေးလောင်းထပ်မံတွေ့ရှိပြီးအလောင်းများဇက်တိုက်တွေ့ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြိုကျခဲ့တဲ့ Sky Villa ကိုတို့ကနေခလေးလောင်းတစ်လောင်းအပါဝင်လေးလောင်းထပ်မံတွေ့ရှိခဲ့ပြီးအလောင်းတွေဇက်တိုက်တွေ့ရှိလာတယ်လို့သိရပါဗျ။ April 9ရက်မှာမြန်မာနိုင်ငံလူမှုကေဆေးရေးအဖွဲ့မန္တလေးတိုင်းဒေသကြီးကော်မတီနဲ့ Blue Sky Rescue အဖွဲ့တို့ကပြိုကျခဲ့တဲ့ Sky Villa ကိုတို့မှရှာဖွေမှုတွေဆောင်ရွက်ခဲ့တာပါ။ ဧပြီ5ရက်မွန်လယ်3နာရီအထိကလေးလောင်းတလောင်းအပါဝင်တည်ဆုံသူ၄ဦးရဲ့အလောင်းကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။အခု၃နာရီအထိလေးလောင်းတွေ့တယ်ကလေးလောင်းတလောင်းလဲပါတယ်ရှောက်ဖွေတာကမပြေးသေးဘူးထက်တွေ့ရနိုင်တဲ့သဘောရှိတယ်လို့ပြောကြားခဲ့တဲ့ Sky Villa Condo ရှောက်ဖွေရေးမှာပါဝင်သူတဦးကပြောပါရယ်အဆိုပါ Sky Villa Condo မှာရှောက်ဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မန္တလေးတိုင်းဒေသကြီးကော်မတီကထုတ်ပြန်ထားပါရယ် ဧပြီလ၄ရက်ကလည်းအဆိုပါပြောကြားခဲ့တဲ့ကွန်တော့ကနေအမျိုးသမီး၃ဦးရဲ့အလောင်းကိုရှာဖွေတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။အလားတူဧပြီလ၃ရက်ကလည်းကလင်းငယ်တဦးနဲ့အမျိုးသမီး၅ဦးရောရဲ့ရုံလောင်းတွေဧပြီလ၂ရက်ကမျိုးသား၃ဦးနဲ့အမျိုးသမီး၅ဦးရောရဲ့ရုံလောင်းတွေကိုရှာဖွေတွေ့ရှိခဲ့ပြီးဧပြီလ၁ရက်ကအမျိုးသား၈ဦးနဲ့အမျိုးသမီး9ဦးစုစုပေါင်း15ဦးရောရဲ့ရုံလောင်းတွေကိုရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ လေပန်းရုတ်တရဲ့ AB လ6ရက်နေ့ညပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေ။အမြန်ဆုံးပြန်လည်ကြမှာကြပါလိမ့်ရှင်။